Sky Daily ကိုကြည့်ရှုနေကြတဲ့ဓမ္မမိတ်ဆွေသူတော်ဆရာပေါင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ဓမ္မပါလာဖောင်ဒေးရှင်း TPF 17နှစ်ပြည့်နှစ်ပတ်လည်ပွဲ ကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဓမ္မပါလာဖောင်ဒေးရှင်း TPF တည်ထောင်ခြင်း17နှစ်ပြည့်နှစ်ပတ်လည်အထင်အမှတ်ပွဲကိုကြည်မြနိုင်မျိုးနဲ့တာရုအကြောင်းတိုင်းနဲ့ရွှေတကုံစီရီတော် မဟာဝိဇ္ဇာစီရီတော်တို့တွင်ကုသိုလ်တော်ပွဲများကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်ဒါအပြင်ဓမ္မပါလာဖောင်ဒေးရှင်းနှစ်ပတ်လည်အထင်ရမဲ့အဖြစ်ရန်ကုန်မြို့ကျင်းမြင့်နိုင်မြို့နယ်တာရုကျောင်းတိုက်ရှိစာတင်သားတန်ကားတော်85ပါးတို့အားနိဗ္ဗာန်ဈေးပွဲတော်ကိုလည်းနိုဝင်ဘာလ23ရက်နေ့ညတွင်ကျင်းပပြုလုပ်ပေးခဲ့ပြီး နိုဝင်ဘာလ14ရက်နေ့မှာတော့မဟာဝိဇ္ဇဇေယျတော်မြတ်ကြီးတွင်ငှက်အကောင်တရားကျော်ကို စီဝိဒဒါနပေးမဲ့လွတ်ပေးခဲ့ကြတယ်လို့သိရပါတယ်။ဟဲ့ဟုတ်ပါပြီ။အားလုံးအသက်ရှင်ကျန်းမာကြပါစေ။တရားဘဝတိုင်းမှာနော်။အန္တရာယ်ကင်းရင်းနဲ့အသက်ရှင်ကျန်းမာကြပါစေ။တဆက်သေးမှာပဲ ညနေပိုင်းတွင်ရွှေကုံစီတော်မြတ်ကြီးရဲ့ကြာသာရီတောက်တွင်တရားအားထုတ်ခြင်းပန်းရေချမ်းတတိစီမီတို့ဆက်ကက်လူတန်းပြီးဓမ္မစကြာဒေသနာကိုရွတ်ဖတ်ပူဇော်ခြင်းအစီအစဉ်များကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်ဓမ္မပါလာဖောင်ဒေးရှင်း DPF တီထောင်ခြင်း၁၇နှစ်ပြည့်အထိမ်းအမှတ်အဖြစ်ဓမ္မပါလာဆရာတော်အရှင်ပါကတာလင်္ကာရမှာအခုလိုမိန်တော်မူပါတယ် ဟုတ်ပါဒီနေ့ကဥဒ္ဓနုဓမ္မပလဖောင်ဒေးရှင်းကြီးရဲ့၁၇နှစ်ပြည့်နှစ်ပတ်လည်ပွဲပေါ့ဓမ္မပလဖောင်ဒေးရှင်းမှာသာသနာပြုပရာဟိတအဖွဲ့တွေအားလုံးပေါင်း၁၈ဖွဲ့ရှိတယ်အဲ့ဒါအခု၁၇နှစ်မြောက်သွားပြီဆိုတော့အခုဒီနေ့မှာမနေ့ကအကျိုးအဖြစ်ကြီးမြတ်နိုင်တာသူကြောင်းတိုင်းမှာစာသင်သားတန်ဃာတွေ85ပါးကိုနိဗ္ဗာန်စေကြီးမနေ့ကညလှူဒန်းပေးပါတယ် ဒီနေ့တော့မာဝီးစေးရနဲ့ရွှေတကုံစေးဒီမှာ ကုသိုလ်ယူကြတယ်ပေါ့ဥစဉ်နဲ့တချို့ခေါင်းဆောင်တွေကတော့မနက်9နာရီကျော်တည်းကရွှေတကုံအထက်ပြစ်စရန်ပရိမမျက်ရှင်ဖေးရမှာတရားထိုင်တာခုန4နာရီလောက်မှဆင်းလာတယ်အခု4နာရီကနေစပြီးတော့ပရိသတ်တွေအားလုံးနဲ့ဥစဉ်တို့မာဝီးစေးရမှာအရင်ပူဇော်တယ်အခုဒီမှာငါလွတ်တယ်ငှက်လွတ်တယ်ငါးဆကျွေးတယ်ငှက်ဆကျွေးတယ်ပေါ့ပြီးသွားရင်တော့ရွှေတကုံရဲ့ ရေးမြင့်တော်မှာကြာသာပရိတော့တော်ပွင့်တစောင်းမှာအလုံးစုရဲ့ဖြစ်စုပြီးတော့အခမ်းအနားကျင်းပမယ်ပြီးတော့ရင်ဖျားရှိခိုးမယ်တရားထိုင်မယ်စီမီတွေပူဇော်မယ်ဓမ္မစကြာတွေရုပ်ဖက်ပူဇော်ကြမယ်ပေါ့ဓမ္မပလဖောင်ဒေးရှင်းမှာတော့သာသနာပြုပရိဒါ၁၈ဖွဲ့တောင်ရှိတော့လုပ်ငန်းတွေကတော့တော်တော်များတယ်ပေါ့အနည်းချုပ်မယ်ဆိုရင်တော့တရားစင်နဲ့လုပ်ငန်းစင်လို့နှစ်ခုချုပ်လို့ရပါတယ်အဲ့ဒီမှာတရားစင်နဲ့လုပ်ငန်းစင်နှစ်ခုမှာ တရားစင်ရဲ့ပင်မထားတာတော့ဦးစင်းကဓမ္မစကြာကို ဟောပြီးအနတ္တလက္ခဏာတုံးတဲ့ဂျားထဲမှာငွေဖွာတော့ဓမ္မစကြာဆက်ဝိုင်းဒေသနာဆိုပြီးတော့မိုးကုတ်ဆရာတော်ဘုရားကြီးကမိုးကုတ်ဆက်ဝိုင်းတည်ထွင်သားတယ်လို့ဦးစင်းကဓမ္မစကြာဆက်ဝိုင်းတည်ထွင်သားတယ်ပေါ့အဲ့ဒီဓမ္မစကြာဆက်ဝိုင်းပိဋကတ်သုံးပုဒ်အနှစ်ချုပ်နီးစနစ်ပေါင်းများစွာအနှစ်ချုပ်ဒီဆက်ဝိုင်းကြီးကိုပင်မထားပြီးတော့ဦးစင်းကတရားလမ်းစဉ်လုပ်အဲ့ဒီတရားလမ်းစဉ်နဲ့အညီလုပ်ငန်းစဉ်တွေကလည်းအနောက်ကပံ့ပိုးပြီးတော့ဆောင်ရွက်သွားတာဖြစ်ပါ ဦးသင်းကဒီဓမ္မစကြာစဝိုင်းနဲ့ဒေသနာအခြေခံနဲ့ကျင့်စဉ်ကို ပထမပိုင်းမှာဦးသင်းရဲ့ရိတ်တာတွေတရားပွဲတွေမှာဟောပေးပါနောက်ပိုင်းကျတော့အခုစာရေးဆရာလောကမှာစာရေးဆရာများစောင်းမပြိုင်ပွဲကျင်ပါပါအခုနောက်တစ်ခုကတော့ရန်ကုန်တိုင်းအေရဝတီတိုင်းတိုင်းကြီးနှစ်တိုင်းမှာဝိုးဖွဲ့တွေဓမ္မစကြာဝိုးရုပ်ပြိုင်ပွဲ အခု၄ခုမြောက်ပလံအနေနဲ့ဖျားစေတီတွေမှာဦးဇင်းကဓမ္မစကြပြန်ပွားရေးနဲ့ဓမ္မစကြသေတီတင်ရေးအဲ့ဒါကိုဆောင်ရွက်ပါအဲ့ဒါကိုပြီးခဲ့တဲ့၉ရက်နေ့ကပဲကဘာအေးကဂောဘကအဖွဲ့ကဘဏ္ဍာတော်ရင်းဂောဘကအဖွဲ့ကပြင်လို့ကဘာအေးစေတီမှာလည်းခေါ်ပြီးပြီနောက်ပိုင်းကျလည်းဖျားစေတီနိုင်ငံအနှံ့အပြားမှာဖျားစေတီတွေမှာဓမ္မစကြတရားတွေဆက်ဖြန့်သွားမယ်နောက်ပိုင်းကျရင်အခြားအခြားသောရိတ်တာတွေမှာလည်းဆက်လက်ပြီးတော့ကိုယ်တိုင်လည်းအားထုတ်ပြီးတော့ဓမ္မစကြတရားတော်တွေလည်းဖြန့်သွားမယ်ပြီးသွားရင်တော့ တန်ဃာတီလာရှင်လောကပါထက်ဖြန့်နောက်ပိုင်းကျရင်တော့ပြည်ပတွေပါထက်ပြီးတော့ဖြန့်ဖို့ပလန်နေချထားပါဦးသေးရဲ့မွေးနေ့အထိမ်းအမှတ်နဲ့ခုနှစ်လပိုင်းလောက်မှာအဲ့ဒီလိုပဲထက်ထက်ပြီးတော့တိုင်းနေအစဉ်ပြေတဲ့တိုင်းနေတိုင်းနေကိုထက်ထက်ပြီးတော့ချဲ့သွားမယ်အဲရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းရတော့အခုပင်မနှစ်တိုင်းပါသွားပြီကျန်တဲ့တိုင်းနေကိုလည်းဦးသေးရားသလောက်တိုင်းနေတစ်တိုင်းပြီးတစ်တိုင်းထက်ပြီးတော့ချဲ့ပြီးတော့ဆောင်ရွက်သွားဩဓမ္မစကြဝိုးရုပ်အသင်းတွေကတော့ဦးသေးတို့စီမှာ အဲဆေးရင်ပြီးရတယ်ပြီးသွားရင်ပြိုင်မယ်ပြိုင်ပြီးသွားရင်တော့အဲထိုက်တန်သောစုတွေလည်းဥဒင်းတို့ပေးသွားမှာဖြစ်ပါတယ်။ဩဒီဓမ္မပလဖောင်ဒေးရှင်းစပြီးတော့တည်ထောင်တော့ရဟန်းပညာရှင်လူပညာရှင်တွေနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်တာဆိုတော့အခက်အခဲရတော့နည်းနည်းပတ်ပတ်လောက်ပဲရှိပါတယ်။တော်တော်များများဆောင်ရွက်ရတာအဆင်ပြေတယ်။အဲ့ကနေပြီးတော့စပြီးတော့ဖွဲ့တော်ကတော့၄၅ဖွဲ့ရှိတာပေါ့။အဲ့ကနေပြီးတော့အခုဆိုရင်၁၈ဖွဲ့ရှိပြီးတော့အောင်မြင်မှုတွေကလည်းဥဒင်းတို့ အခုဒီ7နှစ်ကျော်ကာလအတွင်းမှာတိမ်ပေါင်း3000ကျော်လောက်အထိလုပ်ငန်းတွေဆောင်ရွက်ဖြစ်ပါတယ်။အဲဥဒင်းရဓမ္မပါလာဖောင်ဒေးရှင်းမှာကြ བྱ ာလေးတစ်ခုလှုပ်ထားပါတယ်။ဓမ္မပါလာတရားဆောင်များဖြောင့်ဖို့ရည်ရွယ်တကယ်ပင်အောင်သားဖောင်ဒေးရှင်းတည်ထောင်လို့မြန်ပြည်တော်မကလန့်နဲ့လမ်းချစေတာဓမ္မပါလာဖောင်ဒေးရှင်းဟာတရားဓမ္မတွေစောင့်ရှောက်ရေးအတွက်ကိုအဓိကရည်စူးပါတယ်။အဲ့ဒီတရားဓမ္မတွေရဲ့စွမ်းအားနဲ့ ကမ္ဘာလောကကြီးအေဂျင်စီချင်ပါအဲ့ဒါကိုပင်ကိုဓမ္မပါလာဆိုတဲ့နာမည်နဲ့လုပ်တည်ရတော်တော်အောင်မြင်ပါတယ်အခုတော့ဓမ္မပါလာဖောင်ဒေးရှင်းဆိုပြီးတော့ဖောင်ဒေးရှင်းစနစ်နဲ့လှုပ်လိုက်တော့မြန်မာပြည်တော်မှာကပဲနဲ့ပြည်ပတွေအထိပါဥဒင်းတို့စင်ကာပူတို့ထိုင်းတို့အိန္ဒိယတို့စသည်ပါပြည်ပတွေအထိပါအခုပြန့်ပြီးတော့တော်တော်ကြီးအောင်မြင်နေပါဥဒင်းတို့ကဓမ္မပါလာဖောင်ဒေးရှင်း၁၇နှစ်ပြည့်ပွဲမှာပါဝင်ကြတဲ့အားလုံးသောဓမ္မပါလာဖောင်ဒေးရှင်းမိသားစုတွေရော ယနေ့ရဝေရနေပြီးတော့အဝေးစနစ်နဲ့အားပေးနေကြတဲ့အားလုံးသောပရိသတ်တွေကိုဦးဇင်းတို့ဓမ္မပါဠိဖောင်ဒေးရှင်းဘဝတာကြလို့နောင်ရလင်းကြပါစေဓမ္မပါဠိဖောင်ဒေးရှင်းကိုအတူကောင်းအင်္ဂလိပ်လိုပြောမယ်ဆိုရင်ဓမ္မက D ပါဠိက B ဖောင်ဒေးရှင်း F DBF အဲကြောင့် DBF ညီချီတက်နိုင်ကြပါစေဓမ္မပါဠိမှာဘဝတာကြပါစေလို့ဦးဇင်းအထူးဆုမွန်ကောင်းတောင်းပေးပါတယ်